မြတ်စွာဘုရားရှင်တတော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကအာလဝီပြည်ဟာလှပတဲ့တောတောင်ရင်မြင်းများနဲ့ပြည်စုံနေရရှိတော်လဲပဲပြည်သူတွေဟာနေစဉ်နဲ့အများအလဝကအမြင်ရှိတဲ့ဘလူးကြီးရဲ့ဘေးဒဏ်ကိုခါးစည်းခံနေကြရပါတယ် ထိုဘလူးဟာတကူအနာကြီးမှပြီး၎င်းရဲ့နန်းတော်ကိုဝင်ရောက်လာတဲ့သူတွေမှန်သမျှကိုမိခုနေမင်းမြန်ပြီးတော့မပြေနိုင်လို့ရှင်ရင်ရရဆက်ဆက်စားတော့လေးရှိတယ်တဲ့အဲ့ဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့မင်းကြီးကလည်းဘလူးရဲ့ဒေါသကို ပြေရော့စေရန်နေစဉ်လူတအူအားပို့ဆက်နေရတဲ့အတွက်ကြောင့်ပြည်သူတွေရဲ့မျက်နှာမှာပျော်ရွှင်ခြင်းအရေးဟာလုံးဝပျောက်ကွယ်နေခဲ့တယ် အလာဝကရဲ့နန်းတော်ကြီးဟာအာလဝီပြည်ရဲ့အမောင်ဆုံးနဲ့အကြောက်ရွံ့ဆုံးနေရာဖြစ်ပြီးဘလူးရဲ့ခက်ထန်ကြမ်းတမ်းတဲ့ဟိန်းဟောက်တန်တွေဟာတစ်တော်များတွင်ပဲ့တင်ထွက်၍ပြည်သူတို့ရဲ့နှလုံးသားကိုတုံ့လှုပ်စေခဲ့တယ်။ဤအကြောင်းကို သိရှိရမူသောသုံးလောကထုထာမြတ်စွာဘုရားရှင်သည်တတ္တဝါတို့အပေါ်အကျွမ်းမဲ့မေတ္တာတော်ဖြင့်အာလဝီပြည်သို့ကြွချီတော်မူရန် ဆုံးဖြတ်တော်မူလိုက်ပါရဲ့။ မြတ်စွာဘုရားရှင်ဤရွယ်ချက်ကတော့ဘလူဘေးမှပြည်သူတို့ကိုလွမြောက်စေရင်သာမက အမျက်ဒေါသနှင့်မာနထောင်လွှားနေသောအလဝကဘလူကိုဓမ္မအလင်းဖြင့်လမ်းမှန်သို့ပို့ဆောင်ရန်ဖြစ်ပါれ။မွန်လွယ်ပိုင်းမှာမြတ်စွာဘုရားရှင်ဟာတကူတော်ဖြင့်အလဝကဤနန်းတော်အတွင်သို့တိတ်ဆိတ်စွာ ဝင်ရောက်တော်မူကဘလူကြီးအိယာနေရာတွင် တည်ငြိမ်အေးချမ်းစွာ ထိုင်နေတော်မူပါれ။ ဘလူးကြီးအလာဝကဟာညစာစားရင်လူသားရှာဖွေရင်အပြင်သို့ထွက်ခွာသားရမှာပြန်ရောက်လာသောအခါမိမိရဲ့နန်းတော်မှထွက်ပေါ်လာသောအေဂျင့်သည့်အရှိန်အဝါကိုခန်းစားမိလိုက်ပါ၏နန်းတော်အတွင်သို့ဝင်လိုက်သည့်နှင့်၎င်း၏ထိုင်ကုန်းပေါ်တွင် တင့်တယ်တန်ရှင်းသောယဟန်တပါးထိုင်နေသည်ကို တွေ့မြင်လိုက်ရသောအခါဒေါသမိဟာတဟုံးဟုံးတောက်လောင်လာပါ၏ဟေ့ တင်ဘသူလဲဒီနေ့ကငါပိုင်နေထွက်ထွက်သွားဘလူးကြီးရဲ့အတန်ဟာမိုးကြိုပစ်ချလိုက်သလိုမျိုးနန်းတော်တစ်ခုလုံးကို တုံခါသွားစေပါれသို့သောမြတ်စွာဘုရားရှင်သည်မေတ္တာပြည့်ဖြင့်ညင်သာစွာထာရည်၍အပြင်သို့ထွက်ပြေးတော်မူပါれဘလူးကြီးကတပန်ဝင်ခဲ့ဝင်ခဲ့မင်းပြန်ဝင် ဆိုပြီးတော့အလာဝကရဲ့အမိန်ကိုမြတ်စွာဘုရားရှင်က ပြန်ဝင်တော်မူပါれ ဤသို့ပြင်၃ချိန်၃ကဝင်ရန်နှင့်ထွက်ရန်အမိန်ပေးခဲ့တော်လေမြတ်စွာဘုရားရှင်၏မျက်နှာတော်တွင်ပင်မနှွမ်းနေမှုကြောက်ရွံ့မှုမရှိပဲတည်ကြည်သောအပြုံးသာ ရှိနေပါれဘလူကြီးဟာမိမိရဲ့အာနာကိုလုံးဝဂယုမဆိုင်သည့်ဤယဟန်ဤတတိနှင့်ဖြူစင်သောအရှိ